ရုရှားရေလံကိုဆက်ပြီးဝယ်နေမယ်ဆိုရင်အိန္ဒိယဟာအမေရိကန်စီကနေကြီးမားပြင်းထန်တဲ့သွေးကောင်အခွန်စီးကြပ်မှုတွေကိုမလွဲမသွေကြုံရလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသတိပေးခဲ့ပါတယ်။အိန္ဒိယကရုရှားရေလံကိုဆက်ပြီးဝယ်ယူနေတဲ့အပေါ်ရေးယူတဲ့အနေနဲ့အိန္ဒိယရဲ့သွေးကောင်တွေအပေါ်အခွန်ပမာဏအလုံးအရင်တိုးမြင့်ကောက်ခံဖို့ထရမ့်ကဆုံးဖြတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်မှာတော့ထရမ့်ကသူဟာအိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီနဲ့ဖုန်းပြောခဲ့ပြီး မိုဒီကရုရှားရင်နံတွေကိုဆက်မဝယ်တော့ပါဘူးလို့သူစီကတိပေးခဲ့ကြောင်းသတင်းတောက်တွေကိုအသိပေးခဲ့ပါတယ်။အိန္ဒိယစီကအဲ့ဒီလိုကတိမျိုးရပြီးတဲ့အခါတရုတ်ကလည်းအလားတူတောင်းဆိုနိုင်ဖို့သူမျှော်လင့်ကြောင်းထရမ့်ကပြောပါတယ်။ယူကရိန်းစစ်ပွဲကိုအကြောင်းပြုပြီးရုရှားရဲ့ရင်နံတင်ပို့မှုလမ်းကြောင်းတွေကိုအနောက်မဟာမိတ်နိုင်ငံတွေကပိတ်ဆို့အရေးယူထားပေမဲ့အိန္ဒိယနဲ့တရုတ်ကတော့ရုရှားရင်နံစိမ်းကိုဆက်လက်ဝယ်ယူတဲ့အဓိကဝယ်လက်တွေအဖြစ်ရပ်တည်နေစေဖြစ်ပါတယ်။ခုနကပြောခဲ့သလိုပဲ မိုဒီဟာရုရှားရင်နံတွေဆက်မဝဲတော့ပါဘူးလို့သူစီကတိပေးခဲ့ကြောင်းထရန့်ပြောပေမဲ့ချက်ချင်းဆိုသလိုပဲအိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနကတော့မိုဒီနဲ့ထရမ့်တို့အဲ့ဒီကိစ္စဆွေးနွေးခဲ့တယ်ဆိုတာမဟုတ်ကြောင်းငင်းချက်ထုတ်ခဲ့ပါတယ်။နောက်ပြီးအိန္ဒိယရဲ့ရေနံစိမ်းဝယ်ယူမှုမူဝါဒကဇင်းနှောင်းနဲ့ရေရှည်ထောက်ပံ့နိုင်မှုတွေမှာနိုင်ငံအတွက်အမှန်တကယ်တင့်တော်အကျိုးရှိစေမဲ့ရွေးချယ်မှုကိုပဲဦးစားပေးမယ်လို့အိန္ဒိယကကြေညာခဲ့ပါတယ်။ဒါပေမဲ့ထရမ့်ကလည်း သူဟာမိုဒီနဲ့ဖုန်းပြောခဲ့တယ်ဆိုတာကိုအောက်တိုဘာ20ရက်နေ့မှာအခိုင်အမာထက်လောင်းအတည်ပြုခဲ့ပါတယ်။အိန္ဒိယရဲ့ညှိဆိုချက်နဲ့ပတ်သက်လို့တော့ Trump ကအိန္ဒိယဟာတကယ်ပဲအဲ့ဒီသဘောမျိုးပြောချင်တယ်ဆိုရင်တော့ American သတ်မှတ်တဲ့အတွင်းကုန်အခွန်ပမာဏအများအပြားကိုဆက်ပြီးပေးဆောင်ရုံသာရှိကြောင်း။ဒါပေမဲ့အဲ့ဒီလိုမျိုးကိုအိန္ဒိယကအဖြစ်ခံချင်မှာမဟုတ်ကြောင်းပြန်ဖြေခဲ့ပါတယ်။ Trump ကအိန္ဒိယရဲ့အဝတ်အထည်တွေနဲ့ဈေးဝတွေကဆလို့အမျိုးအစားစုံလင်များပြားတဲ့အတွင်းကုန်တွေကို အခုနှစ်ကစပြီးကုန်ပစ္စည်းတန်ဖိုးရဲ့90ရာခိုင်နှုန်းထိအခွန်တွန်းမြေစီးကျက်ထားပါရဲ့ရှင်